န်ဒီဇဲနေ့ရဲ့များပါခင်ဗျာကျွန်တော်မြေပြင်တော်လန်ကြီးရဲပေါ်ဇင်ရောရေးသားတယ်ကြပြအစေးတပုတ်ဖြစ်တဲ့စာနေတဲ့စိတ်ခွက်ဆိုတဲ့ကြပြလေးကိုရွတ်ဖတ်ပြပါမယ်မြင်းနဲ့နဲ့သေးလူတွေရဲ့အသက်ရှူတဲ့ဟာဖြစ်ဖြောက်မီလောင်ကျွမ်းလို့ ဒီတော့ဘသူနဲ့စီခဲ့တယ်လေမိရထားစီထိုးဆိုင်လာကျွန်တော်တက်စီတော့မင်းသို့တော့ကျွန်တော်ဟာခီးတဲ့ကြောင်မဟုတ်မှတ်တိုင်တစ်ခုသာဖြစ်နေတယ်လှုပ်လီလှုပ်လက်ကလေးတွေပျော်ဆန်ရာဦးကောင်းတို့ကားတွေခေါင်းတယ်ရာကားကြီးတစ်ခုတွေဈေးခေါ်တယ်များကြားနေရတယ် ရည်တန်စစ်စစ်လောင်ရည်တန်မပါတွင်ဝဲတယ်နော်တခစ်တသိန်းဟူသောဈေးခေါ်တံများထိုစာ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 များဟူကြောခိုင်းလက်ကြံအရင်တချို့ကိုရင်ဘတ်သေးနဲ့နဲ့ဟွက်တင်းထားရတယ်။ဘာကြောင့်ဆိုဝေမြင်ရင်မမောသောဗီဇဗိုင်းရပ်စ်တို့ကူးစက်ခံထားရသောနှလုံးသားကိုပိုင်ဆိုင်ထားရနေသည် ကြီးပွားခြင်းသလားရတယ်။ရိုးသားခြင်းသလားရတယ်။ခိုးစားခြင်းသလားလွယ်တယ်။ကိုချင်းတရားကိုခါဖို့ပစိုးလို့ခဏခဏပြင်ဝတ်တန်ရင်လူဝင်ဆန့်တတ်တဲ့လောကနေတည်။တေမင်းကတကားလာခေါက်လဲ။အိယာဘေးမရောက်သေးလို့မပူဆွေးတတ်တဲ့အိန္ဒိယရှင်လူမျိုးတို့နှစ်ချိုင်ခလုတ်ထီရင်တောင်အဖေကျော်ပထွေးခေါ်ခြင်းကြတဲ့ ကျွန်စောနဲ့နင်းပြတို့ကပ်ပါခူရတော်မီတော်တော်ချောင်းလက်ကမောင်းခက်တက်တဲ့ဂိုင်းကနာခွဲတော်သူတွေခြေချင်းလိန်ရမွေးငါရောင်းလို့ရတဲ့အတပြာနဲ့ခုံမြင့်ဖနက်ဝဲစင်မြန်းပြီးမိဘချွေးကိုခြာနင်းလိုသူတွေရဲ့ဘုံပိတ်မှန်းဒါရီအားလုံးဟာနေတဲ့တဲ့လူထူးကျွန်တို့ရဲ့ခနော်နီခနော်နဲ့ပျော်ကြီးပျော်ပြက် ဘောတော်ပေတဲ့တိတ်ခါရောက်သူတွေရဲ့ပရိတ်တံနိဗ္ဗာန်သွားဖို့လေကြုံမရှိလိုက်လို့ရတယ်နော်တရားရှိသလောက်ကြောင်းတဆောင်စားပဲပေးခဲ့ဆိုတဲ့ခစ်ခစ်ပြတ်ဖျားရောင်ဆောင်သူများတာရုတခွန်းခေါ်ရင်တကဘာအပင်မလားဆိုသူတွေပထဝီဓာတ်ရဲ့အောက်ဆုံးမှာအသူတို့ပျော်ဆန်ကြရောထင်ဒီဖြစ်ကူမှခွင်ကောင်းမယူ ပျက်စီးကြရုံမဲ့အိုဘဲလူသားတို့ရေဝေးလေလေငါတို့ကိုတိုင်းပြည်ကိုကာဝယ်ပေးဖို့ဒီနေရာကိုနေပေးရတယ်အခြားဘာသဘောနဲ့မှ အကြောင်းတိုက်ဆိုင် ခိုင်တာမဟုတ်ကြောင်းဇို့အတင်းလိပ်ပြာကို ရေးဆေးခြင်းကြသည်ဒါဟာမိတ်ပြန်ပြောတဲ့သူကအာနာဖီဆန်တဲ့ငမိုက်သားဆိုတဲ့တအူးစံပိုင်းဟာ ါတို့ ਨੇ ကြိုက်နေတယ်။ဒေဇာတေစီဆိုတဲ့ကိုရဥပဒေလဲငါတို့ ਨੇ အံဝင်နေ။စာဖတ်တဲ့သူမှန်မြတ်တက်ဆိုတဲ့ဟစ်တလာရဲ့တပဲ၆ပြားဉာဏ်ရည်ဉာဏ်သွေးကလည်းငါတို့ ਨੇ တဟဇာတာဖြစ်တယ်။ဒီတော့ဘာကိုတွန်းဆုတ်ကြမလဲ။ထေရဝါဒတို့ရည်စိတ်ပတိကံကြီးဖရုဒ္ဒဝါစာတွေအာဘောင်အရင်တန်တန်ပြောမယ်။ နင်းပြဘဝထက်နိုင်ပါတဲ့ဖနှက်စာနေရာကိုငါတို့စက်ခံမယ်တိမ့်တိမ့်နဲ့ရေရင်ပြောရရင်တေးကြတဲ့ဒီအနာတန်လျာထိပါနိုင်မယ်ထင်ပါရဲ့ဒီတော်ရင်ရဲဘော်စင်ော်ရေးသားတဲ့စာနေတဲ့အစိတ်ခွက်ဆိုတဲ့ကြံရလေးကိုဖယင်းကျွန်တော်တို့တော်လံပြည်သူတွေရဲ့ရင်ထဲနှလုံးသားတွေ စစ်မှန်တဲ့ဒေါ်လန်ရေးဝိညာဉ်ကိန်းအောင်ပြီးတော့တရားမျှတတဲ့ဒီမိုကရေစီတိုက်ပွဲကိုရဲဘော်ရဲဘက်ချင်းချင်းမခွဲခြားမင်းလေးစားစွာအချင်းချင်းညီညွတ်စွာတွဲလက်များခိုင်ခိုင်တွဲရှက်ညှိထေးလာတဲ့ကျွန်းစုံနယ်နဲ့ စိတ်ဓာတ်တွေကိုဖယ်ရှားပြီးတော့အာနာရှင်ဤကုန်းချုပ်တည်တိတိုက်ပွဲဝင်ကြပါစို့လို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။